ကိုပိုင်လှုပ်ထားတဲ့သူတို့လှုပ်ထားတဲ့သူတို့ကိုပိုင်ဆိုထားတဲ့သချင်းတွေကြတော့ပြိတ္တနာတဲ့ကိုတိတ်မရောက်ဘူးဗျမရောက်ဘဲနဲ့ပြိတ္တနာတဲ့ဆွဲနေတာကြတော့သူတို့ဆိုပြိုင်ပွဲမှာဆိုခဲ့တဲ့သချင်းတွေပဲသူတို့ကနားထဲမှာဆွဲနေတာအဲ့တော့ပြိတ္တတွေကသူတို့အဲ့သချင်းတွေနဲ့တွဲပြီးတော့ပဲသူတို့မှတ်ထားတာပေါ့ဗျာအဲ့လိုဖြစ်နေတယ်ဆိုတော့ဒါလည်းပြိတ္တတွေအမှားလည်းမဟုတ်သူတို့အမှားလည်းမဟုတ် ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ဒီရပုံးသီးတချင်းဆိုတဲ့အဆိုတော်လေးတွေနဲ့တော့ဒီတချင်းဆိုပြိုင်ပွဲတွေပေါ့နော်ချင်းဆိုပြိုင်ပွဲတွေနဲ့ကြားမှာဖြစ်ပြနေတဲ့အကြောင်းအရာလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြပြချင်ပါတယ်ကျွန်တော်တို့နိုင်ငံမှာကြာတော့ဒီတချင်းဆိုပြိုင်ပွဲဆိုတော့တကဘာလုံးမှာတော့သူ့စီစဉ်နေသူသူ့အားနဲ့သူဟိုလုံနေကြပဲအဲ့ဒီမှာလဲဟော ဟိုအဲ့ဒါတွေကိုလည်းဒီဘက်ဒီမှာကျွန်တော်တို့ franchise ယူပြီးတော့ကျွန်တော်နိုင်ငံတွေမှာ franchise ယူပြီးလောက်တာတွေလည်းရှိတယ်လို့မျိုးကိုယ့်အားနဲ့ကိုဟိုနာမည်တစ်ခုနဲ့လုပ်နေကြရတယ်ရှိတယ်။ဒါပေမဲ့များသောအားဖြင့်ကဘယ်လိုဖြစ်နေလဲဆိုတော့ဟိုတချင်းတချင်းဆိုပြိုင်ပွဲတွေကဒီအစိုးရတွေကိုလာဆိုလာဆိုပြီးရင်တို့ဟိုဥမာရှိတဲ့တချင်းတွေပေါ့နော်ဒီမူလဆိုထားတဲ့တချင်းတွေကိုပဲဆိုခိုင်းတာပေါ့ဗျာဆိုခိုင်းတော့ဆိုခိုင်းပြီးတော့ဟိုပါပေါ့ဟို ရွေးတယ်ပေါ့ဗျာရွေးတယ်သူတို့အစ်စ်နေရှိတာပေါ့ဗျာအဲ့လိုမျိုးနဲ့ရွေးရင်ရွေးရင်နဲ့နောက်ပိုင်းဒီသူတို့ရွေးချင်ရွေးချင်လိုက်တဲ့အထဲမှာတော်တော်မှလူအယောက်20 30အဲ့လိုရွေးလိုက်တယ်ဗျာရွေးရင်ရွေးနဲ့နောက်ပိုင်း state တွေရောက်သွားလို့ရှိရင်ကြာတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ဒီဒီလူကိုပဲတချင်းမျိုးမျိုးပေါ့ဗျာဘာဘာမျိုးစားနဲ့လာပြိုင်ဘာမျိုးစားဒီတစ်ဘက်ကဘာမျိုးစားနောက်တစ်ဘက်ဆိုရင်ဒီ rock guitar နောက်တစ်ဘက်ဆိုရင် pop guitar နောက်တစ်ဘက်ဆိုရင် R&B အဲ့လိုမျိုးပေါ့ဗျာ ဟိုပုံစံအမျိုးမျိုးနဲ့သူတို့ပြန်ခိုင်းတာပေါ့ဗျာအဲ့လိုပုံစံမျိုးတွေလောက်ကြတယ်ပေါ့ဗျာအဲ့လိုပုံစံမျိုးလုံးနေထားတော့ဥမာအဲ့လိုမျိုးလုံးလုံးနဲ့ဒီအဆိုတော်ကဒီရပုံးဒီအဆိုတော်လေးတွေကဒီဘူရင်အဆိုတော်တွေဆိုတဲ့တချင်းတွေကိုဆိုပြီးတော့သူတို့ကစုတွေပါရရွားတယ်ပေါ့ဗျာစုတွေပါရရွားတယ်စုတွေပါရရွားတော့သူကရွားတော့ပြိတ္တတွေကကျတော့သူ့ကိုသူဆိုတဲ့တချင်းတွေနဲ့သူ့ကိုဘလို့တွဲပြီးရွာလဲဆိုတော့ဟိုဟို ီရပုံတိဆိုတော့ဗျာသူကိုပိုင်သင်းလက်ဆိုတာမဟုတ်ဘူးဒီအဆိုတော့အဟောင်းတွေရဲ့သင်းတွေကိုဆိုတော့သူတို့တွေကိုလည်းသူတို့ဆိုတဲ့အဆိုပေါက်တွေကအရန်ကောင်းလောင်းအောင်ကြည့်တော့သူတို့အဲ့ဒီသင်းတွေတွဲမြင်သွားတယ်ဗောဗျာတွဲမြင်သွားတယ်ဒီလောက်ဒီလိုဖြစ်သွားတယ်ဗောဗျာအဲ့ဒါတကယ်အဲ့လိုမျိုးနဲ့အဲ့လိုမျိုးနဲ့သူတို့စုတွေပါရသွားတယ်ပြီးသွားပြီးသွားပြီးသွားနေနောက်ပိုင်းသူတို့ရဲ့ဒီ lifestyle နဲ့ဗောနော်သူတို့ရဲ့ပုံမှန် normal ဘဝနဲ့သူတို့ပြန်ရောက်သွားတဲ့အချိန်ကျတော့သူတို့မှာ ကိုယ်ပိုင်တချင်းတွေကိုတချို့ရောက်လဲလုံနိုင်တယ်တချို့ရောက်လဲမလုံနိုင်ဘူးပေါ့ဗျာလုံနိုင်တဲ့လူရောက်လဲလုံတယ်လုံပေမဲ့လည်းအဲ့တချင်းတွေကကိုယ်ပိုင်လုံထားတဲ့သူတို့လုံထားတဲ့သူတို့ကိုယ်ပိုင်ဆူထားတဲ့တချင်းတွေကြတော့ပြိတ္တနာတွေကိုတိတ်မရောက်ဘူးဗျာမရောက်ဘဲနဲ့ပြိတ္တနာတွေဆွဲနေတာကြတော့သူတို့ဆူပြိုင်ပွဲမှာဆူခဲ့တဲ့တချင်းတွေပဲသူတို့ကနားထဲမှာဆွဲနေတာအဲ့တော့ပြိတ္တတွေကသူတို့အဲ့တချင်းတွေနဲ့တွဲပြီးတော့ပဲသူတို့မှတ်ထားတာပေါ့ဗျာအဲ့လိုဖြစ်နေတယ်ဆိုတော့ဒါလည်းပြိတ္တတွေအမှားလည်းမဟုတ်သူတို့အမှားလည်းမဟုတ် အဲ့တော့ဘယ်လိုဖြစ်နေလဲဆိုတော့အဲ့တော့သူတို့ကနောက်ပိုင်းဒီဒီထားပါတော့ဥမာဟိုဒီဒေတာတွေပေါ့ဗျာကျွန်တော်တို့နိုင်ငံရဲ့ဒီအချို့မျိုးရွာတွေမှာအလို့ဖိမ့်ဖိမ့်လို့သွားဆိုတာမျိုးတွေဒါမှမဟုတ်လဲဘားတွေကလပ်တွေမှာသွားဆိုတဲ့ဟာမျိုးတွေကျွန်တော်ကြွားကြအောင်ကြွားကြအောင်ဆိုတော့သူတို့ကတော့သူတို့ရဲ့ကိုယ်ပိုင်သချင်းလေးတွေကိုစိုးပြီးတော့ကိုယ်ပိုင်သချင်းနဲ့တွဲပြီးတော့သူတို့ကိုသိနေကြတာပေါ့ဗျာအဲ့တော့သူတို့ကစိုးပေမဲ့ပရိသတ်တွေကြတော့လဲဘာဖြစ်လဲဆိုတော့သူက အပေးတာဆိုတော့ညာသူတို့ကဒီသူတို့ပြိုင်ပွဲမှာစုရထားတဲ့တချင်းနေနဲ့ပဲဟိုသူတို့ကလူတွေကမြင်နေတာပေါ့ဗျာမြင်နေတဲ့အတွက်သူတို့အဲ့တချင်းနေပဲစုသေးခြင်းတယ်ဆိုတော့သူတို့ကလည်းဟိုမစုခြင်းစုခြင်းနဲ့တချို့ကလည်းရှိမှာပေါ့ဗျာစုရတာပေါ့စုရတော့အမှပြဿနာတွေကဘာတွေတက်လာလဲဆိုတော့ဟိုမူရင်းဆိုတော့ကလည်းသူတချင်းနဲ့လုံစားတာတွေဘာတွေဖြစ်လာရောဟိုပြဿနာတွေပေါ့ဗျာအဲ့လိုမျိုးတွေပေါ့ဖြစ်လာတော့သူတို့ဒီအစိုးရဒီဘက်ကကြတော့လေသူတို့ ဘူလသချင်းကိုသူတို့ရေးထားတဲ့သူတို့ရဲ့ကိုပိုင်ဆိုရေးထားတဲ့ဟာတွေနဲ့သူတို့ကဆိုခြင်းတော်ညာလေပရိသတ်တောင်းဆိုတာဒီလိုတောင်းဆိုလို့သူတို့ကလည်းဆိုရအဲ့လိုမျိုးပဲကရက်တွေထကုန်တော့ဗောဗျာအဲ့လိုကရက်တွေထကုန်တော့ဟိုရပုံဟိုဘမူရင်းဆိုတော့နေနေကြတော့လေဟိုစာတွေထုတ်ရတာတွေဖြစ်လာတော့ဗောဗျာဟိုတချင်းတွေဟိုကာဘာမဆိုကနောက်ပိုင်းကျတော့သူတို့တွေက ဒီရပုံသီးဆိုတော့လေးတွေကသူတို့ကသူတို့ရဲ့သူတို့လည်းသူတို့လည်းကောင်းတာဗောဗျာသူတို့ရဲ့ကောင်းတော့သူတို့ကအတန်နေထားအတန်နေနောက်ဒီဘက်ကလူငယ်တွေဆိုတော့ဒီဘက်က version နဲ့ဒီတချစ်ဟောင်းတွေကိုပြန်ဆိုတဲ့အချိန်မှာကျတော့အရန် version နဲ့အရန်ကောင်းသွားတယ်ကောင်းတော့ဒီကျွန်တော်တို့ထားပေါ်တော့မှ YouTube တွေဘာတွေမှာ streaming platform တွေမှာတင်တော့ဟိုထားပေါ်တော့မှ like တွေ share တွေအပိမှုတွေပုံများလာတယ်ဗျာများလာတော့ဒါုံလည်းတချို့ဒီမူရင်းအဆိုတော်တွေရတယ်ကြိုက်တဲ့လူလည်းရှိတယ်မကြိုက်တဲ့လူလည်းရှိတယ် ဲ့တော့တချို့တွေကြတော့လဲစာရီပိုင်ထုတ်ပြီးတော့ဟိုသူတို့တခြင်းတွေကိုကာဘာစုံငင်းမပေးတာတို့ဘာလို့တွေပါဖြစ်လာတယ်ဗျာဟိုဖြစ်လာတော့မလိုလားအပ်တဲ့ဟာတွေပါဖြစ်လာတော့ဗျာအဲ့တော့အချင်းချင်းကြမှာဟိုသွေးကွဲမှုတွေဖြစ်ကုန်တာပေါ့ဗျာနော်အဲ့ဒါအဲ့ဒါအဲ့ဒါမျိုးပေါ့ဒါကတော့ဖြစ်ဖြစ်ပြက်နေတခြင်းဆိုပြန်ပွဲတွေနဲ့ရပုံးသီးတွေကြမှာဖြစ်ပြက်နေတဲ့ဟာပေါ့နော်ဒါကတော့ထားနောက်တစ်ခုကကြတော့ကျွန်တော်ပြောချင်တာကတော့ ဒီဒီချင်းစုံပြိုင်ပွဲတွေကိုလည်းကျွန်တော်ကြံပေးနေတာကြံပေးနေတယ်လို့လည်းမပြောချင်ပါဘူး။ဟိုပါပေါ့ကျွန်တော်ကျွန်တော်ပြောချင်တဲ့ဟာကျွန်တော်ကျွန်တော်ရဲ့အမြင်ပေါ့နော်ကျွန်တော်ရဲ့ perspective အနေနဲ့ကျွန်တော်မြင်တဲ့အမြင်ဆိုလို့ရှိရင်နိုင်ငံတကာဘာတွေတော့သူ့ရဲ့သူတို့ရဲ့ဒီ foreign နဲ့သူတို့ကလည်းသူတို့သူတို့လုံနေကြတာနော်လုံနေကြတာသို့တော့ကျွန်တော်နိုင်ငံမှာဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမှာဆိုလို့ရှိရင်ဒီပြပုံးသီးအနေနဲ့ဆိုတော်တွေကပြောမယ်ဆိုလို့ရှိရင်အများကြီးရှိတယ်ဗျသူ့ရဲ့ အနေနဲ့အရရက်မှာတချို့ဒီမူရင်းတွေထက်ဒီအခု professional နီးပါးလောက်ထိကိုကောင်းတဲ့အတန်ပိုင်ရှင်ဆိုလိုရင်းလည်းရှိတယ်သူတို့ကသူတို့ရေးပြီးတော့သူတို့မှာအခြေအနေတခုမပေးတဲ့အတွက်သူတို့မစိုးဘဲနဲ့သူတို့တခြား professional တွေလုပ်နေရင်းနဲ့ပြတ်တန်းနေရတဲ့ဒီညီငယ်ညီမငယ်တွေလည်းရှိတယ်ရှိတော့ဒါမျိုးတွေကိုကျွန်တော်အနေနဲ့ကြည့်မယ်ဆိုတော့ကျွန်တော်နှစ်မျိုးတယ်ဗျာနှစ်မျိုးတယ်ဆိုတော့သူတို့အနေနဲ့ကြတော့ ထားတော့ချိုးရကြတော့နေနေနေအရရမှာသူတို့အလုံးလုံးနေရင်းနဲ့သူဝါသနာပါတော့ဒီဂီတကိုဝါသနာပါတယ်သူမှကိုယ်ပိုင်တန်ဆင်းသချင်းတွေရှိတယ်เนาะသူတို့ရော့စုံမောပြဂီတမျိုးစုံနဲ့သူတို့မှရှိတယ်ရှိမှာသူတို့မှအခြေအနေမပေးတဲ့အတွက်အဆင်မပြေတဲ့အတွက်သူတို့မှကျောင်းကြမှာအလုံးလုံးရင်းနဲ့ဒါကိုလည်းအားလက်ချိန်မှာပဲဒီဂီတကိုလည်းအားလက်ချိန်မှာပဲသူတို့လုံနိုင်တယ်ပဲသူတို့ရေးတဲ့သချင်းတွေရတယ်အများကြီးရှိတယ်။အဲ့လိုလူတွေကစုံစုံကလို့ပြိုင်ပွဲတွေမှာတော့ပြိုင်ပဲသူတို့သချင်းတွေကသူတို့ပြိုင်လို့မရဘူးဗျ။မရဘဲနဲ့သူတို့မှာဒီအရင်ဟိုရင်းဒီဟိုပါပေါ့ ဒီဘူရင်အစိုးရတွေဒါမှမဟုတ်ဒီဟိုပါဘောအစိုးရကြီးတွေဆိုရတဲ့တချင်းနေနေရွယ်သူတို့ပြိုင်တော့သူတို့မှကြွားကြတာဖြစ်တယ်။ဘာလို့တချို့တွေကြတော့အရန်ဒီ Rocky တောက်ကိုအရန်အားတန်ပြီးတော့ဆိုတဲ့လူကြတော့ဟိုမှာသွားပြိုင်လဲသွားပြိုင်တော့သူတို့ကဟိုပေါ့တချင်းမို့လို့ဟိုပေါ့တချင်းမို့သူအားတန်လဲဟာမဟုတ်ဘူးဗျ။အားတန်နေရမဟုတ်တော့သူ့မှာကြွားကြတာပေါ့။ကြွားကြတော့သူ့ရဲ့ skill ကိုသူကထုတ်ပြခွင့်လည်းမရအောင်ထုတ်ပြခွင့်လည်းမရသလိုသူ့အတွက်လည်းတိုင်ပတ်တယ်။နောက်ဒီတစ်ဖက်ကကြည့်ရင်လည်းကျွန်တော်တို့ဟိုထားပါတော့မှာကျွန်တော်တို့ ရဲ့နိုင်ငံအတွက်ပြောမယ်ဆိုလို့ရှိရင်လည်းနစ်နာတယ်ဗျာနစ်နာတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပေါ့အဲ့တော့ချင်းစိုးပြိုင်ပွဲတွေကိုကျွန်တော်ကျွန်တော်အမြင်နဲ့အမြင်ဆိုလို့ရှိရင်ပြိုင်ပွဲတစ်ခုအနေနဲ့ဒါတို့ရောလည်းတို့ရောရှိတော့ရတို့မှာတို့ဟိုလူတွေစိတ်ဝင်စားအောင် content တွေ secret တွေရေးပြီးတော့ဟိုဆွဲတင်ဆွဲချလုပ်တဲ့ဟာမျိုးတွေလည်းဒါတွေကရှိတယ်ရှိတယ်ဆိုတော့ဒါတွေတော့တို့တခန့်ထားလိုက်တော့เนาะနောက်ကကျွန်တော်ပြောချင်တာဒီချင်းစိုးပြိုင်ပွဲတွေကိုဘယ်လိုပြောမလဲဆိုတော့ဒီရပုံးသီးတွေကိုစိုက်တဲ့သချင်းနဲ့လာပြန် ဒါပေမဲ့သူတို့မှာတော့ဒီ frame ချပေးလိုက်ပေါ့ frame ချပေးလိုက်ဆိုတာအဲထားပါတော့လိုချင်တဲ့သချင်းတွေပေါ့တော့အဲ့တော့ပေါ့ဆိုလဲပေါ့ရော့ဆိုလဲပေါ့သူတို့ frame ချပေးလိုက်ဗျာအဲ့ frame ထဲမှာသူတို့လာပြန်ကြကိုပိုင်သချင်းနဲ့လာပြန်အဲ့ဒီကြောင့်ပါပဲကျွန်တော်တို့ကသူတို့ဒီမှာရှိတဲ့အတွေးခေါ်တွေသူတို့တွေရဲ့ idea တွေသူတို့တွေရဲ့ဒီ innovative ပေါ့နော်သူတို့တွေမှာတီထွင်ထားတဲ့ဖန်တီးထားတဲ့သူတို့ရဲ့သချင်းတွေကိုကျွန်တော်တို့တွေကဒီကျွန်တော်တို့ဒီလူတွေကြားတဲ့ကိုကျွန်တော်တို့ကဟိုအများကြီး ပို့ပေးနိုင်ပါဘူးဗျာအဲကြောင့်ရှင်သူတို့အတွက်လည်းဒီရွေးပုံးသီးတွေအတွက်ကလည်းအကျိုးရှိမယ်ဒါသူတို့အောင်မြင်သွားတယ်ဆိုလို့ရှိရင်သူတို့အတွက်လည်းနိုင်ငံအတွက်သူတို့အတွက်လည်းအကျိုးရှိမယ်နိုင်ငံအတွက်လည်းအကျိုးရှိမယ်ပေါ့ဗျာအဲ့ဒီပုံစံမျိုးပေါ့အဲ့တော့သူတို့တွေကြိုက်တဲ့သချင်းနဲ့သူတို့လာပြန်လာအဲ့ဒီသချင်းပေါ်မှာတော့မင်းတို့တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်မင်းတို့သချင်းဒီမင်းတို့ကိုယ်တိုင်ရေးထားတာဒါမှမဟုတ်လည်းမင်းတို့ဒီဟာနဲ့ပတ်သက်ပြီးတော့ တောင်းဝင်ယူနိုင်စွာရှိရမယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကိုလုံးဝအဲ့လိုမျိုး frame တွေချပြီးလိုက်ဝဲတချို့ကရောကျွန်တော်နားမလည်ဘူးပေါ့အဲ့လိုမျိုးသူတို့စီးပင်းစီကန်းလေးတွေဘောင်လေးတွေချပြီးတော့သူတို့ကိုဖိတ်ခေါ်လိုက်ဖိတ်ခေါ်ပြီးတော့လာပြန်အဲ့ဒီမှာကြိုက်တော့ရွေးအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမှာနေတာမဟုတ်ဗျာလာလာပြိုင်ကြပါအဲ့ကြလို့ရှိရင်တော်တော်လေးကိုကျွန်တော်တို့ဟိုနိုင်ငံအတွက်ဟိုပါပေါ့ဟိုတန်ဖိုးရှိတဲ့တော်တဲ့လူတကယ်တော်တဲ့လူတွေကထွက်လာနိုင်မယ်အခုကျတော့ဘယ်လိုဖြစ်လဲဆိုတော့ ဟိုမူလလက်ဟောင်းတချင်းတွေကိုပဲပြိုင်ပြိုင်ပြိုင်တော့ဘာဖြစ်လို့လဲသူတို့ကအဲ့ဒါနဲ့သူတို့နဲ့ဟိုဘောင်မွင်တော့သူတို့တွေကဒီလမ်းကိုဆက်မလျှောက်ပဲနဲ့ကြက်ကြက်ကြံခဲ့တဲ့ဒီညီငယ်ညီမငယ်ရလည်းအများကြီးပဲဗျာအဲ့တော့ကျွန်တော်တို့ဒီနိုင်ငံအတွက်လည်းအရမ်းနှမျောဖို့ကောင်းလေအဲ့ဒါတွေကလေဆိုလိုတာကတော့ဗျာဟိုပါဗောဒီတချင်းဆိုပြန်ပွဲတွေရလည်းသူ့အနေနဲ့သူတို့ business လုပ်တာတော့လုပ်တာဗောနော်ဒါပေမဲ့လည်းတစ်ဖက်မှာကြတော့ဒီမျက်နှာသစ်ပုံသည့်အဆိုတော်တွေအနေနဲ့ကြတော့ သူတို့တွေကြတော့ငယ်လေးငယ်ရွယ်သေးတယ်နောက်တစ်ခုကဒီ business ရဲ့မာယာတွေကိုသူတို့ကနားမလည်နောက်တစ်ခုကလူတွေရဲ့ feedback တွေကိုသူတို့ဟိုနဲ့သူတို့မာယာလုတ်ထားလို့ရှိရင်ကြတော့သူတို့ခံနိုင်မှာခံနိုင်မှာပေါ့ဗျာအဲ့တော့သူတို့မှာသူတို့မှာရှိတဲ့အမှုပညာတော်ကသူတို့ပေါ်ထုတ်ခွင့်မရတဲ့အပြင်နောက်တစ်ခုကဒီဟာကြီးကိုလာပြိုင်ပြီးတော့သူတို့စိတ်ပြက်လက်ပြက်နဲ့ဒါကိုစိတ်ကုန်ပြီးတော့သူတို့ပြန်သွားရတဲ့အဖြစ်မျိုးကြတော့နိုင်ငံတော်လည်းနစ်နာတယ်သူတို့တွေကိုလည်းခေါ်ပြီးတော့ဟို ဒီဟာနဲ့ဒီလိုမျိုးလုံမယ်ဆိုလို့ရှိရင်ဟိုစိတ်ပြက်လက်ပြက်ဖြစ်အောင်တို့လုံလိုက်တို့ဖြစ်သွားတာပေါ့ဗျာအဲ့တော့အခုဆိုလို့ရှိရင်ဗျာတကယ်တချင်းဆိုပြိုင်ပွဲတွေမှာစုရွားတဲ့လူတွေထက်တကယ်တော်တဲ့တကယ် innovative ဖြစ်တဲ့လူတွေတောင်မှမပါသွားပဲနဲ့ကြကြံခဲ့တဲ့လူတွေလည်းအများကြီးရှိတယ်ဗျာအဲ့တော့ဘာလို့လဲဆိုတော့တို့ကသူတို့မှာသူတို့တချင်းနေရှိတယ်သူတို့မှာဖော်ထုတ်ခွင့်ဟာတွေရှိတယ်သို့တော်ဘာဖြစ်လဲဆိုတော့သူတို့ ရဲ့အာအာနေတဲ့တော်တော်မှာသူတို့ကတော့အာတန်ပေမဲ့စုံနေရတာပေါ့လို့ဟာမျိုးတွေနောက်နောက်တခြားဆိုလို့တော့လို့ဟာမျိုးတွေစူရတဲ့ဟာမျိုးတွေမှာသူတို့တို့ဟိုအခက်ခဲဖြစ်တာပေါ့ဗျာအခက်ခဲဖြစ်တော့ကြာတော့သူတို့မှာဟိုဟိုဟာပေါ့ဟိုစင်မပြေတာဖြစ်ကုန်တာပေါ့ဗျာအဲ့တော့တရားကြီးကိုစိတ်ပြက်လက်ပြက်နေသူတို့နောက်ပိတ်ဆုံးအင်ပြန်သွားရတဲ့အဖြစ်တွေဖြစ်ကုန်တာပေါ့ဗျာအဲ့တော့တကယ်တမ်းဒါဒီစီးပွားရေးသမားတွေကလည်း ဒီ business သမားတွေကလည်းဒီဟိုတချင်းစုပြိုင်ပွဲတွေကလည်းဟိုတကယ်တော်တဲ့တကယ်ဟိုဘာပေါ့နော် creation ရှိတဲ့လူကိုဝိထုတ်ပေးမယ်ဆိုတဲ့စိတ်နဲ့ဝိထုတ်ပေးတယ်ဆိုလို့ရှင်တကယ်လို့တကယ်လို့သူတို့စုရသွားပြီးတော့တကယ်လို့သူတို့ professional light တွေမှာလို့ရှင်လည်းเนี่ย lifestyle เนี่ยมาตรุต้วยเห็นเอามาตรุตะชินเนี่ยตรุเยผ่านได้ตะชินเนี่ยตรุก็ไปปริตักก็ต้วยเหมือนนี่มาวะเปียต้วยเหมือนเลยสมมุติว่าไอ้พี่ตรุตั่วแล้วเยชีตั่ว အဆင်ပြေတာပေါ့ဗျာအဲ့ဒါလေးပါအဲ့တော့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကြံလေးပေးချင်တာတို့ပါလို့ရှိရင်လည်းကွန်မန့်လေးမှာဝင်မှတ်သွားလို့ရပါတယ်နောက်တဲ့ podcast မှာပြန်တွေ့ကြမယ်